မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းမြောက်ဒေသမှာဆုံးရှုံးခဲ့ရတဲ့မြို့တွေအပါအဝင်နိုင်ငံတော်ကနေမြေတွေကိုပြန်ရဖို့ထိုးစစ်တွေကိုပွင့်လင်းရာသီမှာစတင်ပြီးတော့လှုပ်ဆောင်တဲ့နာတွေကိုလှုပ်ဆောင်ဖို့အချိန်ကျပြီဆိုပြီးအကြံဖက်မင်းအွန်လိုင်းကပြောနေပြန်လို့ဆိုပါတယ်ပဲကိုတိုင်းရွှေချင်းမြို့နယ်မကွေးတိုင်းဂံကောမြို့တွေမှာအကြံဖက်စကောင်းစီတက်ကစစ်သားစုဆောင်ဖို့ပေါ်တာဆွဲဖန်စီဓာတ်တွေလှုပ်နေတဲ့အတွက် လူငယ်တွေဟာတော်လန်ရေးတပ်တွေရဲ့နေမြေတွေမှာထွက်ပြေးတိမ်းရှောင်နေရတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရှမ်းမြောင်ဒေသမှာဆုံးရှုံးခဲ့ရတဲ့မြို့တွေအပါအဝင်နိုင်ငံတော်ကနေမြေတွေကိုပြင်ရဖို့ထုတ်စစ်တွေကိုပွင်လင်းရာသီမှာစတင်ပြီးတော့လှုပ်ဆောင်တဲ့နာတွေကိုလှုပ်ဆောင်ဖို့အချိန်ကျပြီဆိုပြီးအကြံဖတ်မင်းအွန်လိုင်းကပြောဆိုနေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် အခုလာမဲ့ပွင့်လင်းရတီမှာအချက်ပစကောင်စီကရှမ်းမြောက်ဒေသမှာဆုံးရှုံးခဲ့ရတဲ့မျိုးတွေပါဝင်နိုင်ငံတော်ကနယ်မြေတွေကိုပြန်ရဖို့မဟာဗျူဟာမြောက်ထိုးစစ်တွေလုပ်ရမယ်ဆိုပြီးပြင်ဆင်ခိုင်းနေပြန်တယ်လို့ဆိုပါတယ်အဲဒီစကောင်စီရဲ့မဟာဗျူဟာမြောက်ထိုးစစ်ဆိုတာအတွက်အချက်ပဒုတိယစစ်ကောင်ဆောင်စိုးဝင်းကပဲဥဆောင်ရအောင်မှာဖြစ်တဲ့အပြင်အခြားတစ်ဖက်မှာလည်းအခုစကောင်စီကဖွဲ့မဲ့တက်ကြီးပိုင်းပြည်သူလုံခြုံရေးအဖွဲ့တွေပါပါဝင်ရမှာဖြစ်ပြီးအဲ့ဒီပွင့်လင်းရာသီထိုးစစ်စီမံချက်အတွက် လူသူလက်နက်ခဲယမ်းကြိုတင်ပြင်ဆင်တာတွေလှုပ်ခိုင်းထားပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိအချမ်းပတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကလာရှိုရမခါပါဝင်နိုင်ငံတော်ကမျိုးပေါင်း80ကျော်လက်လွတ်လိုက်ရတဲ့နေမျိုးတွေဆုံးရှုံးသွားပြီးတဲ့နောက်ပိုင်းစစ်ဘက်နဲ့ရပ်ပတ်အစည်းအဝေးတိုင်းမှာလှုပ်တင်လှုပ်တိုက်တာတွေကိုလှုပ်ဖို့အချိန်ကျပြီးဆိုတာကိုလည်းမကြာခဏတဖွာဖွာပြောဆိုနေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။ဒါဟာ အခုလာမယ့်2025ခုနှစ်မှာရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးအကြံဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကကြုံတဲ့နေရာတိုင်းမှာပြောဆိုပြီးတယ်နော်အဲ့ဒီရွေးကောက်ပွဲမတိုင်မီသူတို့လက်လွတ်လိုက်ရတဲ့နေမြေတွေကိုပြန်လဲရယူဖို့အခုလိုစီမံချက်တွေရေးဆွဲလာပြန်တာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျဖတ်မှာတော့ဘကိုးတိုင်းရွှေချင်းမြို့နယ်မကွေးတိုင်းဂံကောမြို့တွေမှာအချက်ဖက်စကောင်စီတက်ကစစ်သားစုဆောင်မှုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတဲ့အတွက် လူငယ်တွေဟာတော်လန်ရေးတက်တွေရဲ့နေမြေတွေမှာထွက်ပြေးတင်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။အခုရပိုင်းတွင်းမှာပဲဘကိုးတိုင်းရွှေချင်မြို့မှာအချမ်းဖက်စစ်ကောင်စီတက်တဲ့ရဲတွေပြူစော့ထီတွေကဆိုင်ငယ်တွေကိုတပ်ပြီးလူကြီးလူငယ်မှန်သမျှကိုဖမ်းပြီးတော့မိသားစုတွေစီကနေငွေကျပ်25သိန်းနဲ့3 30အထိတောင်းခိုင်းပြီးမပေးနိုင်ရင်စစ်မှုထမ်းဖို့စစ်တပ်ထဲကိုတခါတည်းခေါ်သွားတာတွေလုပ်နေကြဆိုပါတယ်။အလားတူမကွေးတိုင်းကံကောင်းမြို့မှာရှိတဲ့အချမ်းဖက်စစ်ကောင်စီရဲ့ခက်လိုက်ရ90တက်ရင်းကလည်း မြို့ပေါ်မှာလူငယ်တွေကိုတတအစ်အဖြစ်ပေါ်တာဆွဲဖန်းစီတာတွေလုပ်နေရမှာစင်းရဲနွမ်ပါတဲ့သူတွေကိုအဓိကထဖန်းစီတာတွေလုပ်နေပြီးဖန်းစီခံရတဲ့အထက်မှာမိန်ကလေးငယ်တွေပါပါသွားတယ်လို့လည်းဒီတကံပြည်သူတို့ကပြောထားပါတယ်အဲ့ဒီလိုရွှေချင်းမြို့နဲ့ဂံကောမြို့တွေမှာအချက်ဖက်စကောင်စီတက်ကပေါ်တာဆွဲဖန်းစီတာတွေတောက်လျှောက်လုပ်နေတဲ့အတွက်လူငယ်တွေဟာတော်လိုင်းရဲတက်တွေရဲ့နေမြေတွေမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းဒီတကံပြည်သူတွေကပြောထားကြပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော်လိုင်းရဲရေပေါ်တွေကလည်းလူငယ်တွေဟာ လက်တလော့တော်လန်ရေးအဖွဲ့တဲမှာရှိတဲ့ရဲဘော်တွေနဲ့ချိတ်ဆက်ပြီးတော်လန်ရေးနယ်မြေတွေကိုတိမ်းရှောင်လာကြတာဟာဝင်လာမဆက်တဲတဲလို့ဖြစ်နေပြီအဲ့ဒီလိုတိမ်းရှောင်လာတဲ့လူငယ်တွေကိုလည်းတော်လန်ရေးတပ်ဖွဲ့တွေကလက်ခံကြိုးစိုးပေးထားပါတယ်လို့လည်းရောဒေတာ WPDF ဥက္ကဋ္ဌရဲဘော်ယော်လီကပြောထားပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့မြန်မာစစ်တပ်ရဲ့အကြမ်းဖက်ရက်စက်ရုတ်မှန်မှုတွေကိုပြည်တွင်းမှာအမျိုးသမီးမိန်းကလေးငယ်တွေနဲ့လူငယ်တွေဟာစိုးစိုးရွရွခါးစီခံနေရတာတော့ နိုင်ငံတကာကအရေးယူဖို့ပြက်ကွက်နေတာကြောင့်မြန်မာပြည်သူတွေခံစားနေရတာဟာတစ်နေ့ထက်တစ်နေ့ပုံမိုးဆိုးရွားလာနေတယ်လို့တမကြီးဦးကျော်မိုးထွန်းကကုလအစည်းအဝေးမှာပြောဆိုတော့ပါတယ်။ဩဂုတ်လ29ရက်နေ့ကပဲအမေရိကန်ပြည်ထောင်စုညူယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂ UNDP နဲ့ပတ်သက်တဲ့ပုံမှန်အစည်းအဝေးဆွေးနွေးမှုမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမကြီးဦးကျော်မိုးထွန်းကပြောတော့တာပါ။လက်ရှိမြန်မာနိုင်ငံမှာစစ်တပ်ရဲ့အကြမ်းဖက်ရက်စက်ရုံမှမှုတွေကို မြို့သမီးမိန်းကလေးငယ်တွေနဲ့လူငယ်တွေကစိုးစိုးရွာရွာခါးစည်းခံနေရတာတော့နိုင်ငံကကအရေးယူဖို့ပြက်ကွက်မှုတွေကြောင့်မြန်မာပြည်သူတွေခံစားနေရတာတွေဟာတနေ့တဲ့တနေ့ပုံမဆိုးရွားလာနေသလိုစကားလုံးနဲ့တောင်ပေါ်ပြလို့မရတဲ့အထိကြေကွဲစရာဖြစ်ရက်တွေဖြစ်နေတဲ့အပြင်ဒီလိုပြဿနာတွေရဲ့အဓိကဆင်းမြင်ဟာမတရားဆန္ဒတင်ထားတဲ့မြန်မာစစ်တပ်ရဲ့အာဏာရှင်လောက်ရဲ့ကြောင့်ဆိုတာဟာရှင်းရှင်းလင်းလင်းမြင်နေရပြီလို့လဲတမ္မကြီးဥကျော်မုတ်ထွန်းကပြောသွားပါတယ်အဲ့ဒီအတွက် လက်ရှိမြန်မာနိုင်ငံကပြဿနာတွေကိုအမြန်ဆုံးဖြေရှင်းနိုင်မှုမြန်မာပြည်သူတွေကိုဆန္ဒရှင်ရဲ့ရက်စက်ရုံမှမှုတွေကနေအကာအကွယ်ပေးနိုင်မှုနိုင်ငံကအစ်စ်ဒေတာတွေအစ်စ်နဲ့ကုလသမဂ္ဂအပါအဝင်နိုင်ငံကအစ်စ်အနေနဲ့ဟန်ချက်ညင်ညီညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြဖို့အရေးတကြီးလိုအပ်နေပြီဖြစ်တယ်လို့လည်းတမ္မကြီးဥကြုံမို့တော့ကကုလသမဂ္ဂအစည်းအဝေးမှာထောက်ပြပြောဆိုသွားတယ်လို့သိရပါတယ်ခင်ဗျအခုတခါစကိုင်းတိုင်းကတည်နေနေ မြောင်မြို့နယ်ကအချက်ဖက်စကောင်စီရဲ့ကြောက်ရစ် yes ကန်ကိုတော်လန်ရေးပူပေါင်းတက်တွေကဝင်ရောက်တက်ခိုင်မှုအတွင်းစစ်ကောင်စီတပ်သားခေါနဲ့ဦးကတော့အသီးသီးတေကုန်ကြပြန်ပြီလို့စကိုင်းခဲအမှတ်လေးတရင်ရဲ့တာဝန်ခံလွင်ကုကရန်ကုန်ကစ်တက်ကိုပြောပါတယ်။ဩဂုတ်လ23ရက်နေ့ကပဲမြောင်မြို့နယ်ကအချက်ဖက်စကောင်စီရဲ့ကြောက်ရစ် yes ကန်ကိုတော်လန်ရေးပူပေါင်းတက်တွေကစစ်ကြောင်း3ကြောင်းခွဲပြီးဝင်ရောက်တက်ခိုင်ချိန်မုန်းခဲ့တယ်ဆိုပါတယ်။အဲဒီလိုတက်ခိုင်မှုအတွင်း yes ကန်ကဘန်ငါဒွေပါပြုတ်ထွက်သွားပြီးတဲ့နောက် စစ်ကောင်စီတပ်သား9ဦးလည်းပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းများသွားပြီးအထိနာသွားတဲ့စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူတွေပါသုံးပြီးတော့အသေးအတန်ခုခံခဲ့တယ်လို့တော်လိုင်းရဲ့ရဲဘော်တို့လည်းလေကြောင်းတိုက်ခိုက်မှုတွေအတွင်းဒဏ်ရာရခဲ့တာတွေလည်းရှိထားတယ်လို့စကိုင်းခရိုင်အမှတ်လေးတရင်ရဲ့တာဝန်ခံလွင်ကူးကပြောထားပါတယ်ခင်ဗျတဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီကမကွေးတိုင်းမှာရှိတဲ့မန်းသမယကန်ရင်းနှံချက်ဆက်ယုံကနေလစဉ်ထုတ်လုပ်တဲ့ဒက်စီဂါလန်တသိန်းကို တကလည်းငွေကျပ်11000ဝန်းကျင်နဲ့ပြည်တွင်းက73စီအယောင်ဆိုင်တော်တော်များများကိုရောင်းချနေပြီစီဆိုင်တွေမှာပြည်တွင်းထုတ်ဒက်စီတွေရော့တော့ရောင်းချမှုကြောင့်စီရေအသွေးတွေအလွန်ရော့ချနေတယ်လို့စီလုံငန်းရှင်တွေကပြောပါတယ်လက်ရှိမှာမန္တလေးတိုင်းမကွေးတိုင်းနဲ့နေပြည်တော်မှာရှိတဲ့ SME 73စီဆိုင်တွေအနေနဲ့အဲ့ဒီစစ်ကောင်စီရဲ့မန်းတမယာကန်ကထုတ်တဲ့ဒက်စီဂါလန်တသိန်းကိုတကလည်းငွေကျပ်11000ဝန်းကျင်ဈေးနဲ့ထုတ်ယူနေရပြီး အဲ့ဒီတိုင်းသုံးခုစလုံးမှာရှိတဲ့73စီဆိုင်တွေကိုစစ်ကောင်စီကလာစဉ်လာတိုင်းရောင်းချမှာဖြစ်တယ်လို့လည်းဆိုပါတယ်။အဲ့ဒီလိုစစ်ကောင်စီရဲ့မန်တမယာကန်ကဒက်စီတွေဝယ်ရမဲ့ဆိုင်တွေအတွက်ပြည်ပကသွင်းတဲ့92ဒက်စီခွဲတန်းကို short ချမှာဖြစ်ပြီးအဲ့ဒီစစ်ကောင်စီရဲ့မန်တမယာကန်ကထုတ်မဲ့ဒက်စီကိုရောင်းချမဲ့ဆိုင်တွေအနည်းနဲ့လေစစ်ကောင်စီမှာစရင်ပေးသွင်းနိုင်တယ်ဆိုပြီးတော့ပါပြောထားသေးတယ်လို့73စီလုပ်ငန်းရှင်တွေကပြောပါတယ်။လက်ရှိပြည်တွင်းမှာက အခုတောင်း73စီတွေဟာရောနော့တွေနဲ့ရေသွေးကျဆင်းနေတဲ့အတွက်ကားတွေရဲ့အင်ဂျင်ပိုင်းဆိုင်ရာစပိုင်းဆိုင်ရာတွေပျက်စီးပါများနေရတဲ့ကြားတယ်အခုစကောင်စီရဲ့ပြည်တွင်းထုတ်ဒက်စီဆိုတာကြီးပေါ်လာရင်တော့ရောနော့တွေပိုဖြစ်ပြီးကားတွေဟာဒီထက်ပိုမိုပျက်စီးဖို့သာရှိတော့တယ်လို့လဲရန်ကုန်မြို့မှာရှိတဲ့ကားဝက်ရှော့ပိုင်းရှင်တအုပ်ကပြောထားပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ